အားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်ဒီကနေ့မှာဖခင်ရဲ့နှုတ်ကပတ်တော်ကိုတူတူကပြန်လည်ပြခါမှနာတော့တာအစင်ကြမှာဖြစ်ပါတယ်ဖခင်ရဲ့နှုတ်ကပတ်တော်ဟာရမဲ့ချုံမိန်ပါတယ်အဲဒါကြောင့်ဒီကနေ့မှာကျွန်တော်အမြင်ဆိုတဲ့ကောင်းစဉ်အဖြစ်ကျွန်တော်ဖခင်ရဲ့နှုတ်ကပတ်တော်ကိုဝင်ခါသွားချင်ပါတယ်ဆိုတော့ကျွန်တော်ဒီဒီကကြည့်ဖို့ကဘာလဲဆိုတော့အမြင်ဆိုတဲ့ကောင်းစဉ်အဖြစ်ကျွန်တော်ရွေးချယ်ထားတဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ကတော့တိုးလေရာကျန်ခန်းကြီး73နဲ့74ပဲဖြစ်ပါတယ်အဲ့တော့ဖခင်ရဲ့နှုတ်ကပတ်တော်ကိုမတော်ခင်လေးမှာကျွန်တော်တို့ကဖခင်ရှင်ရှင်မှာနှုတ်ကပတ်တော်ကိုစုတောင်းဆက်ကမ်းနှံကြပါစို့ တန်ရှင်းတဲ့ဖျားနာမတော်ကိုချီးမွမ်းတယ်ဒီနေ့ကိုတော့တားပြင်ဆင်လာတဲ့အမြင်ဆိုတဲ့အရာအားဖြင့်ကိုရဲ့နှုတ်တော်ထွက်ကိုတားဟောပြောမှာဖြစ်တဲ့ဝိညာဉ်တော်ဖျားတားရဲ့နှုတ်ရှာပဇက်ကိုလည်းတုံပြပါဟောပြောတဲ့အရာဟာတားအတွက်တော်လကောင်းကြားနာသူအတွက်တော်လကောင်းကောင်းကြီးမင်္ဂလာဖြစ်စေတော်မူပါမိမိရဲ့အတ္တမှာတည်ဆောက်နိုင်တော်ခွင့်နဲ့ပြင်ဆင်ပေးတော်မူပါယေရှုနာမဖြင့်ဆုတောင်းဆက်ကမ်းနှံကြပါ၏ဖာဖျားသခင်အာမင် ဆိုတော့ဒီကနေ့မှာဒေါလရာချန်းအခန်းကြီး734ကိုကြည့်တဲ့အခါမှာကျွန်တော်ရဲ့အမြင်ကဘလောက်အထိအရေးကြီးတယ်လဲဆိုတဲ့အကြောင်းအရာကိုမိမောင်းထိုးပြထားတာကိုကျွန်တော်တို့ကတွေ့လို့ရပါတယ်။ဆိုတော့ကျွန်တော်ဘသူရဲ့တက်တာကိုအတိကအဖြစ်ကျွန်တော်တို့တွေ့လို့ရတယ်လဲဆိုရောရှုနဲ့ကာလေရဲ့တက်တာကိုကနဲ့ကျွန်တော်တို့ဘာတင်ခန်းစာရမလဲဆိုတာကိုကျွန်တော်ကြည့်အောင်။ဆိုတော့ဒီရာဇဝင်လေးကိုကျွန်တော်တို့ပြောမှဆိုရင်ဖျားသခင်ကဣတေလလူရီဟာ ယောသက်ခေတုံးကတော့အဲ့ကုတ်တို့ပြည်မှာပျော်ပျော်ပါးပါးနဲ့တက်ရှင်ခဲ့ကြတယ်အဲ့ကုတ်တို့ပြည်မှာယောသက်တက်ရှင်တဲ့အခါမှာဣတိလလူတွေဟာတကယ်ပဲဖျားရဲ့ကောင်းကြီးမင်္ဂလာအဖျားဖျားနဲ့သူတို့ကခံစားရတယ်ဒါပေမဲ့ယောသက်ဆုံးသွားပြီးတဲ့နောက်ပိုင်းမှာဣတိလလူတွေဟာငင်ပတ်နှိမ့်ဆက်မှုနဲ့နှစ်ပေါင်းမြောက်များစွာခံစားလာပြီးတဲ့နောက်ပိုင်းမှာဖျားရှင်ရှင်မအော်တဲ့အခါမှာဖျားရှင်ကမောရှိကိုအတုံးပြူပြီးခါမှာ အဲ့ကတော့ဘီကနဲ့ခန္ဓာဘီကိုခေါဆောင်သွားတဲ့အဲ့လမ်းကြောင်းပေါ်မှာဖြစ်ပျက်တဲ့အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်။အဲ့လိုသူတို့သွားတဲ့နေရာမှာဖျားသခင်ကကာနန်ဘီကိုရောက်ခါနီးမှာကာနန်ဘီကိုစုံစမ်းဖို့အတွက်ကို မောရှင်နဲ့အာရုံကိုဖျားရှင်ကစီလွတ်တယ်။ဘယ်လိုစီလွတ်တယ်လဲဆိုရင်ဂိုင်းမောရှင်နဲ့အာရုံတို့ဣတိလလူမျိုး၁၂မျိုးထဲကနဲ့ ောင်းဆောင်ကောင်းတယောက်ချင်းစီယူပြီးခါမှငါပြက်လက်တက်ငါပေးမယ်ကန္နံပြီကိုတင်တို့သွားပြီးခါမှစုံစမ်းကြပါရပောင်း40လုံးလုံးသွားပြီးခါမှစုံစမ်းရမယ်ဆိုပြီးခါမှစိတ်လွတ်တယ်အဲ့ခါမှမိုးရှင်တဲ့အာရုံကလည်းဖျားရဲ့စကားကိုနားထောင်ပြီးမှဤတေးလာလူမျိုး12မျိုးထဲကနဲ့သူတို့ရွေးချယ်ပြီးခါမှသူတို့12ယောက်ကိုစိတ်လွတ်တာကိုကျွန်တော်တွေ့လို့ရပါတယ် တမာကျမ်းစာထဲမှာစေလွတ်တဲ့လူတွေဟာဘယ်လိုမျိုးလူတွေဖြစ်တယ်လဲဆိုဒီလိုဖော်ပြပေးထားပါတယ်။စေလွတ်ခံတော်သူတို့တည်တဲ့ဤတေလာအမျိုးတို့ဤအကြီးအကဲအမှုဖြစ်ကြ၏။ပြောချင်တဲ့အရာကဘာလဲဆိုသူတို့တွေကဤတေလာလူမျိုးတွေထဲမှာဆက်နှမျိုးထဲမှာတကက်ထူးထူးချွန်ချွန်တန်တန်မာမာဖြက်ဖြက်လက်လက်ရှိတဲ့လူငယ်တွေဖြစ်တယ်ဆိုတော့ကျွန်တော်ကတွေ့လို့ရပါတယ်အဲ့လိုမျိုးလူမျိုးတွေကိုတို့မောရှင်နဲ့အာရုံကဖျားစေခိုင်းထားတဲ့အတိုင်းစေလွတ်တယ်ဆိုတော့ကျွန်တော်တွေ့လို့ရပါတယ် အဲ့မှာအဲ့ဆက်နေရောက်ကိုကာနန်ပြီးကိုရောက်တဲ့အခါမှာအချက်ခုနှစ်ချက်အားဖြင့်သူကစုံစမ်းခိုင်းတယ်အဲ့အချက်ခုနှစ်ချက်စုံစမ်းခိုင်းတဲ့အရာတွေကဘာတွေလဲကြည့်ရအောင်နံပါတ်၁ချက်ကဘာလဲဆိုရင်အဲ့ကာနန်ပြီးဟာဘလိုမျိုးပြီးဖြစ်တယ်လဲဆိုတာစုံစမ်းလာကြပါတဲ့နံပါတ်၁ချက်အဲ့နံပါတ်၂ချက်ကတော့ဘာလဲဆိုရင်အဲ့ကာနန်ပြီးသားတို့ဟာအားကြီးတယ်လို့အားငယ်တယ်လို့တဲ့နံပါတ်၃ချက်ကဘာလဲဆိုရင် အဲ့ကနံပြီမှာလူတွေများသလားနဲသလားဘလို့နေထိုင်ကြလဲတဲ့နံပါတ်၄ချက်မှာကျတော့နေတော့ပြီဟာကောင်းသလားမကောင်းဘူးလားဆိုတာစုံစမ်းကြပါတဲ့နံပါတ်၅ချက်မှာကျတော့ကနံပြီဟာတဲနဲ့ဆောက်လို့တဲ့တိုင်းပြီလားတုံမုံခိုင်ခန့်ဆိုတာမြို့ရိုးတွေကိုတီဆောက်ပြီးအဆောက်အဦတွေတီဆောက်တဲ့မြို့ဖြစ်သလားဆိုတာပြန်စုံစမ်းပါတဲ့နံပါတ်၆ချက်ကသူတို့ကနံပြီရဲ့မြေဟာကောင်းသလားမကောင်းဘူးလားဆိုတာကိုစုံစမ်းပါတဲ့ နမခွန်ချက်နောက်ဆုံးချက်ကအဲ့ခန္ဓာပြီဟာတော်များသလားတော်နေသလားဆိုတော့အချက်ခုနှစ်ချက်အဖြစ်မောရှင်နဲ့အာရုံကရွေးချယ်ထားတဲ့ဣတိလလူမျိုး12မျိုးရဲ့ခေါင်းဆောင်တွေကိုမစီလွတ်ခင်မှာခန္ဓာပြီကိုမစီလွတ်ခင်မှာဒီအချက်ခုနှစ်ချက်ကိုစုံစမ်းခိုင်းပါတယ်အဲ့တော့သူတို့တရှု12ယောက်ကခန္ဓာပြီမှာသွားပြီးခါမှလေ့လာတယ်ရပောင်း40လုံးလုံးလေ့လာပြီးမှ ကာနာပြည့်နဲ့ပြန်လာတဲ့ခါမှာမောရှင်နဲ့အာရုံနဲ့ဣသေလလူတွေကို ပြန်မိခါမှာယူဆောင်လာတဲ့တရင်ကောင်းအချက်၄ချက်ရှိတယ်။အဲ့ရာကဘာလဲဆိုရင်သူတို့ယူလာတဲ့စပစ်တီးကြီးကိုချစ်ချစ်အားဖြင့်သိနိုင်တယ်။စပစ်ခိုင်တခိုင်ကိုလူနှစ်ယောက်ကထားနိုင်တယ်တဲ့။အလားအထီကောင်းတဲ့ပြည်ဖြစ်တယ်။နံပါတ်၄ချက်ကအဲ့ပြည်ဟာတဲ့နို့နဲ့ပြားရီစီးတဲ့ပြည်ဖြစ်တယ်တဲ့။နံပါတ်၃ချက်ကပြည်သူပြည်သားတွေဟာ အားကြီးသောသူတွေဖြစ်တယ်တေတေညောင်းညောင်းမဟုတ်ဘူးတကယ်အားကြီးသောသူတွေဖြစ်တယ်တဲ့နံပါတ်၄ချက်ကအဲ့ပြီဟာတဲ့ခိုင်ခတ်နဲ့မြို့ကြီးနဲ့တိဆောက်ထားတဲ့အရာဖြစ်တယ်တဲတို့နော်ရွက်ပြင်တဲတို့တွေနဲ့တိဆောက်ထားတာမဟုတ်ဘူးဆိုပြီးခါမှာကောင်းတဲ့သတင်းတွေကိုဣသေးလနဲ့နော်ဒီလူမျိုးတွေနဲ့ဣသေးလလူမျိုးတွေနဲ့မောရှင်နဲ့အာရုံကိုပြန်ပြီးခါမှာပြောပြကြတယ် ပြောတဲ့ခါမှာဣသေးလာလူတို့နဲ့အာရုံနဲ့နော်မိုးရှေတို့အယံမဲ့ပြောကြတယ်။ဒါပေမဲ့အဲ့မှာပြောင်းလဲသွားတဲ့အခြေအနေတစ်ခုဖြစ်လာတယ်။အမြင်ကြီးပြောင်းလဲသွားတာ။အဲ့လိုသူတို့အယံပျော်နေတဲ့အချိန်မှာယောရှုရဲ့တငယ်ချင်းကာလက်ကဘာပြောတယ်လဲဆိုတော့တောရရာချမ်းခန်းကြီး7အပိုက်ငယ်30မှာကာလက်ကလည်းချစ်ချင်းချီသွား၍ထိုပြီကိုတင်းယူကြဆိုဆိုပြီးခါမှာပြောတယ်။ကာယငါတို့အားလုံးတရင်ကောင်းကိုကြားပြီ။ ငါတို့တရောက်အထိပြောပါကြပြီအဲ့ဒါကြောင့်ငါတို့သွားပြီးခါမှသွားတိုက်ရအောင်ငါတို့ချစ်ချင်းသိမ့်ယူကြရအောင်လို့ပြောတယ်ပြောတဲ့အခါမှာအဖြေကဘလို့ဖြစ်လာတယ်အမြင်တွေကဘလို့ဖြစ်လာတယ်အဲ့မှာမှစစ်မှန်တဲ့ဖရားရဲ့လူတွေဆိုတာပေါ်လာတယ်ဘလို့ဖြစ်လာလဲဆိုရင်ကြည့်ရအောင်အဲ့မှာသူတို့အတူတကွသွားကြတယ်လို့12ယောက်ရှိတယ်12ယောက်ထဲက10ယောက်ကဘာပြောတယ်လဲဆိုရင်သူပြီးသားတို့ကိုငါတို့မတိုင်နိုင်နံပါတ်2ချက် သူတို့ဒီငါတို့ထက်တာ၍အာကြီးသောသူတွေဖြစ်ကြတယ်။နံပါတ်3သူတို့ဒီအလွန်အယံမြင်ကြတယ်။နံပါတ်4ကိုကြီးသောအမျိုးနွယ်ဖြစ်ကြတယ်။ကိုလုံးအယံကြီးတဲ့အမျိုးနွယ်တွေဖြစ်ကြတယ်။ငါတို့ဘလုံးမှမဖြစ်နိုင်ဘူးလေ။ဘလောက်အထိသူတို့ကိုသူတို့တိမ်ငယ်တယ်လဲဆိုရင်ဒေါ်လေရာချန်အခန်းကြီး73အပိုင်ငယ်33မှာသူတို့ရှေ့မှာငါတို့ဒီကိုအထင်အတိုင်းနှံကောင်ကဲ့သို့ဖြစ်ကြ၏လို့ဖော်ပြပေးထားပါတယ်။ ဲ့မှာကြည့်လိုက်ပါသူတို့အញ្ញမသတိကောင်းနေပြောလာတဲ့အခါမှာကာလက်ကသွားသိမ့်ရအောင်လို့ပြောတဲ့အခါမှာအမြင်နှမျိုးဖြစ်သွားတယ်12ယောက်12ယောက်လုံးလုံးသွားတဲ့အထက်က10ယောက်ကမဖြစ်နိုင်ဘူးပြောတယ်ကြံတဲ့ယောရှုနဲ့ကာလက်ကပဲဖြစ်နိုင်တယ်လို့ပြောတယ်အဲဆယ်ယောက်ကပြန်ပြီးမှမဖြစ်နိုင်တဲ့အကြောင်းအရာခုနကျွန်တော်ပြောတဲ့အချက်လက်တီကိုသူတို့ကြားတဲ့အခါမှာဣတိလလူတွေအယံမဲ့ဝန်နေပြီးခါမှာ ကြည်ကွဲပြီးခါမှာငိုကြွေးကြတယ်ဆိုတော့ကျွန်တော်တွေ့လို့ရပါတယ်အကြောင်းမိတ်ဆွေဒီထက်ကနေဘာကျွန်တော်သင်ခန်းစာယူလို့ရတယ်လဲတခါတည်းကျရင်ကျွန်တော်အလုတ်တစ်ခုခုကိုလုတ်တဲ့ခါမှာရီမန့်ချက်ပန်းနိုင်ကိုသွားတဲ့ခါမှာအားလုံးကတော့အတီးအပွင့်ရမယ်အရာတွေကိုကျွန်တော်တွေးတောပြီးခါမှာအားလုံးကသဘောတူပြီးပြောရှင်းမှာပါတကယ်လက်တွေ့လုတ်လာတဲ့ခါမှာလူတရာမှာ90ရာခိုင်နှုန်းကတင့်ဖက်မှာရှိချင်မှရှိနိုင်မယ် ဒါပေမဲ့ကျွန်တော်တို့ကဝမ်းနေချင်းမရှိဘဲနဲ့ဖရားရဲ့အလိုတော်တိုင်းသွားနိုင်တော့သူများဖြစ်ဖို့တအေးကြီးတယ်။အခုနောက်လဲသူတို့ကာနန်ပြည်ရဲ့လှပါချင်းကာနန်ပြည်ရဲ့ကြွယ်ဝချင်းနို့နယ်ပြားရည်စီးတဲ့အကြောင်းအရာတွေကိုတော့အားလုံးကပြောကြပါတယ်။တကယ်တင်းယူဖို့ပြောတဲ့အခါမှာအမြင်နှမျိုး꿰သွားတယ်။အများကမဖြစ်နိုင်ဘူး။ဆက်နှစ်ယောက်သွားတဲ့အထဲမှာတရှို၁၂ယောက်ထဲမှာတော့မှ၁၀ယောက်ကမဖြစ်နိုင်ဘူးလေ။၂ယောက်ကပဲဖြစ်နိုင်တယ်ဆိုပြီးမှပြောတယ်။ အဲစကားတန်ကိုကြားတဲ့ခါမှာအများဖက်စကားတန်ကိုကြားတဲ့ခါမှာဤတိလလူတွေဟာငိုကြွေးတယ်ဆိုတော့ကျွန်တော်တွေ့လို့ရတယ်။တင့်ရဲ့အသက်တာထဲမှာလည်းတင်ကြုံတွေ့ရတဲ့တင့်ရဲ့ယူပါယုံတွေပြောတဲ့ခါမှာတရားမှာ90ရာခိုင်နှုန်းကတင့်ကိုထောက်ခံခြင်းမှာထောက်ခံလိုက်ပါမယ်။တင့်ကိုအားပေးခြင်းမှာအားပေးပါမယ်။ဒါပေမဲ့တင်နဲ့ဖျားနဲ့အတူသွားပို့တာပို့ပြီးမှတိတ်ရေးကြည့်ပါလေ။ယောရှုနဲ့ကာလက်ကာလက်အဲ့အတိုင်းပဲကြုံတွေ့ရတယ်။ ကြုံတွေ့လာတဲ့အခါမှာအခန်းကြီး14ကိုဆက်သွားကြည့်အောင်အဲ့ချိန်မှာဤဒေတာလူတို့ဒီငိုချွေးမောရှင်နဲ့အားတယ်ဟောပြစ်တင်ကြတယ်ကာခုနဆက်2ယောက်တရှု12ယောက်ထဲက10ယောက်ကအမြင်မတူတဲ့အကြောင်းအရာတွေကိုပြောလိုက်တဲ့အခါမှာမဖြစ်နိုင်တဲ့အခါပြောတယ်ဘာဖြစ်လို့မောရှင်နဲ့အားတော့တင်တော့ငါတို့ကိုတင်းချိုင်းတွန်းလာတူခိုင်းတာလားဘာဖြစ်လို့ဒီနေရာမှာကျွန်တော်တို့ကိုလာထားရတယ်ငိုချွေးမြည်တမ်းကြတယ်ဆိုတော့ကျွန်တော်ကတွေ့လို့ရတယ်အဲ့ငိုချွေးမြည်တမ်းတာကိုရောရှုနဲ့ဂါလက်က တွေ့တယ်အဲ့အကြောင်းညာကိုအပိုက်ငယ်6ယောရှုနဲ့ကာလက်ကတွေ့တဲ့ခါမှာတဲ့သူတို့ဝတ်ထားတဲ့အဝတ်ကိုတဲ့စုပ်ပြီးခါမှာအပိုက်ငယ်ခုမှာဣတေလာလူအပေါင်းတို့ကိုဒီလိုပြောတယ်ယောရှုနဲ့ကာလက်ကငါတို့စူးစမ်းတော့ပြည်ဒီအလွင်ကောင်းတော့ပြည်ဖြစ်တယ်နမနှစ်ချက်မှာသာဝရဖျားတည်ငါတို့ကိုနှစ်သက်လင်နို့နဲ့ပြားရည်စီတော်ထူပြီးကိုဝင်စားအပိုင်ပေးမိဖော်ပြပေးထားအဲ့ဒါလေးအရင်ကြိုက်တယ် ဒီပြဟအရန်ကောင်းနေတဲ့ဒါမဲ့သာဝရဖျားအလိုတော်ရှိလို့ရှင်ဒီပြကိုငါတို့ပိုင်နိုင်တော့ခွန်ဖျားရှင်ကငါတို့ကိုပေးမယ်လို့ဖော်ပြပေးထားတယ်။ဆယ်ယောက်ကမဖြစ်နိုင်ဘူးလို့ပြောနေတဲ့အချိန်မှာယောရှုနဲ့ကာလက်ကတော့ဖျားရဲ့နာမကိုဆွဲခိုင်းပြီးခါမှဆယ်ယောက်ကမဖြစ်နိုင်ဘူးလို့ပြောတယ်။ဤတေလလူကြီးကလည်းဆယ်ယောက်ရဲ့ဖက်မှာပါနေတဲ့အချိန်မှာတော့မှယောရှုနဲ့ကာလက်ကတော့ကြံ့ကြံ့ခိုင်းပြီးမှ ရားရှင်ကငါတို့နဲ့အတူရှိတယ်။ဂျမ်းစကားအရာပြောမှဆိုရင်ငါတို့ကိုနှစ်သက်လေ။ဘုရားရှင်ကငါတို့ကိုနှစ်သက်လင်နို့နဲ့ပြားရည်ရှိတဲ့ကာနန်ပြည်ကိုသိမ့်ပိုက်နိုင်တော့ခုပြင်ဆင်ပေးမယ်လို့ဖော်ပြပေးထားတယ်။သုံးမှာပြည်သူပြည်သားတို့ဒီမကြောက်ကြနဲ့။ဘယ်လောက်ကြီးပဲအားကြီးနေပါစေ။မကြောက်ကြနဲ့။ တို့နိုင်အမိတဲမရှိဘူးတို့မှာမှီးစရာမရှိဘူးအားကိုးစရာမရှိဘူးလူအနေနဲ့ကြည့်ရရင်တော့အယံမဲ့ထောင်းထောင်းပေါင်းပေါင်းအားရှိကြပေမဲ့တို့မှာဘာမှအားကိုးရာမှီးတဲစရာတို့မှာမရှိဘူးတဲ့ငါတို့မှာကျတော့ထားရဖျားရှိတယ်တဲ့ငါတို့မှာကျတော့ဖျားသခင်ရှိတယ်တဲ့ဒါကြောင့်ငါတို့တိုက်ရင်နိုင်နိုင်မှာပဲဆိုပြီးမှယောရှုနဲ့ကာလက်ကတော့တို့ကိုခွန်အားပေးထားတယ်ဣသေလလူတွေပေါ့ နောက်ဆုံးမှာသာဝရဖြတ်ဒီငါတို့ဖက်နိုင်ရှိတော်မူ၏ဒါကြောင့်ဖုရားရှင်ကငါတို့ဖက်မှာရှိတယ်ဤတေလာလူမျိုးဘာကြောင့်ငိုကြွေးနေတန်းနေကြသည်တည်းဘာကြောင့်အိမ့်လိတ်လို့ဆိုမာမရင်းလုံးနေကြသည်ဘာကြောင့်ညီးတွားနေကြသည်ဖုရားရှင်ကငါတို့ကိုဒီကနေ့အထိအတူပါရှိနေတာပဲငါတို့ကိုစွန့်ပစ်လို့လားမစွန့်ပစ်ဘူးအေကောက်တိုပီယာနဲ့ဒီကနေ့ထင်ငါတို့နဲ့အတူပါရှိတာပဲ ငါတို့ဖဲမှာသာဝရပြရှိတယ်ဘုရားသခင်ကျွန်တော်ကိုနှစ်သက်တော်မူလေဒီနို့နဲ့ပြရည်ရှိတဲ့ကာနန်ပြည်ကိုသိမ့်ပိုက်နိုင်မှာဖြစ်တယ်ဣတိလလူတွေကိုခေါ်အားပေးတယ်ဒါပေမဲ့သူတို့အားပေးပေမဲ့အဖြစ်ထွက်လာတဲ့အရာကပါလေအပိုင်ငယ်30မှာတော်လေအကြခန်းကြီးဆက်လေးအပိုင်ငယ်30မှာထိုးသူနှစ်ယောက်ကိုကြောက်ခဲနဲ့ပြစ်စီခြင်းကစီရင်ဖို့ပြောကြတယ်တဲ့ကာဒီလူနှစ်ယောက်ကိုကြောက်ခဲနဲ့ပြစ်ကြရအောင် မဖြစ်နိုင်တဲ့ဇကားကိုပြောတယ်ဆိုပြီးခါမှဣတိလလူတွေကစီရင်ကြတယ်စဉ်းစားကြည့်ပါတင့်ရဲ့အတ္တတာထဲမှာလဲတခါတလေကြရင်တင့်ရဲ့ယူပါယုံနေတင့်ရဲ့အိမ်မက်တီကိုပေါ်ပြလာတဲ့ခါမှာအများသောအားဖြင့်ကမဖြစ်နိုင်ဘူးလို့တင့်ကိုပြောမှာပါတရားမှာတရားသေးချပါတယ်တဲ့တငယ်ချင်းနေဖြစ်ဖြစ်ကောင်းဖြစ်နိုင်မယ်။တင့်ရဲ့ဆွေမျိုးသားချင်းနေဖြစ်ဖြစ်နိုင်တယ်။တင့်ရဲ့မိသားစုလည်းဖြစ်ဖြစ်နိုင်မယ်။ ဲ့ရဲ့ပေါဝန်းကျင်ကြီးကလည်းဖြင့်ဖြစ်နိုင်ပါတယ်။ဤသေးလလူမျိုး72မျိုးတောင်တကယ့်ကိုဖျားကိုတီးတဲ့အားကောင်းမောင်းတန်လူငယ်တွေကိုစေလွတ်တဲ့10ယောက်72ယောက်ထက်က10ယောက်ကမဖြစ်နိုင်ဘူး။ဤသေးလလူကြီးထဲမှာတော့မမဖြစ်နိုင်ဘူးလို့ပြောတဲ့လူတွေကအများကြီးကသူတို့ဖက်ပဲယောရှုနဲ့ကာလက်ကဘာပြောလဲဖျားသခင်နှစ်သက်တော်မူလဲငါတို့ဘာလို့မသိမ့်ပိုင်နိုင်မလဲခွန်အားရှိတယ် ဒီတိလလူမျိုးအများကြီးနဲ့လူ10ယောက်အပြင်သူတို့2ယောက်ထဲနဲ့စဉ်းစားကြည့်လူအနေနဲ့တော့ no ပါဒါမဲ့ဖရားရဲ့အမြင်မှာတော့ yes ဖြစ်နေတယ်မိတ်ဆွေတင့်ရဲ့ယူပါယုံနေတင့်ရဲ့အိမ်မက်တီကိုလူတိုင်းက no လို့ပြောနေတဲ့အချိန်မှာတင်ဖရားနဲ့သွားပါအရာအလုံးက yes ဖြစ်လိမ့်မယ်ဒါပေမဲ့ဒီမှာအဓိက key ကဘာလဲဆိုရင်ဖျားတဲ့ကနှစ်သက်တော်မူလေအဲ့ဒါကအရေးကြီးဆုံးပါသ င်းရဲ့ယူပါယုံနဲ့တင့်ရဲ့အိမ်မက်တွေကဖျားသခင်နှစ်တက်တဲ့အရာ ဖြစ်လို့ရှိရင်အများအားပေးတာကိုမမျောပါနဲ့တင့်ရဲ့အမြင်ကို ပြောင်းလဲပါဖျားရှိမှာပဲတင့်ရဲ့အမြင်ကိုထားပြီးခါမှအများပေါ်မှာမကြည့်ဘဲနဲ့ဖျားနဲ့လျှောက်သွားတဲ့ဖျားရဲ့သားသမီးတွေဖြစ်ပါယောရှုနဲ့ကားလက်ကားလက်ဖျားရဲ့လုတ်တဲ့အရာတွေကိုမြင်မိမှဣသေလတွေကိုခွန်အားပေးပေမဲ့ နောက်ဆုံးမှာတင်းတူတေချင်းမဲ့ပို့ကြတယ်အဲ့ခါမှာတောလေကြအခန်းကြီး၁၄အပိုင်ငယ်၁၁မှာသာဝရဖျက်ကဘလောက်အထိစိတ်ဆိုးတယ်အဲ့မှာစာပြီးပြောတယ်သာဝရဖျက်ကသူတို့နိုင်ငါပြခဲ့ပြီးတမျှတော့နမိတ်လက္ခဏာကိုမြင်တော်လဲအပေမျှကာလပတ်လုံးငါကိုမယုံပဲနေကြလိမ့်မည်နီအဲ့မှာဖျားရှင်ကစာပြီးပြောတယ်ဂါဤတေရာလူမျိုးတွေမောရှင်နဲ့ဤတေရာလူမျိုးတွေ အဲကုတ်တို့ပြည့်နေနေတော့ငါခေါ်ဆောင်လာတဲ့ခါမှာနမိတ်လက္ခဏာတွေငါမလုပ်ဘူးလားပင်မဲမီကောငါမခွဲဘူးလားမာနမုတ်နဲ့ငုံတောင်းနေတော့ငါမကြွေးဘူးလားကြောက်ကနဲ့ရေမထွက်ခိုင်းဘူးလားချစ်ပေါင်း50လုံးလုံးနေတော့ငါမပြုတ်စုဘူးလားနမိတ်လက္ခဏာတွေနဲ့ငါမလုပ်ဘူးလားဒါတွေနေတော့မင်းနေပါလားမင်းတို့မြေလုံးတော့ဖွင့်နေပေမယ်ဘာဖြစ်လို့ငါရဲ့ ကယုနာငါရဲ့စေတနာငါရဲ့ချစ်ချင်းမြတ်တာတွေနင်းတို့နားလေသဘောမပေါက်တလေတမျိုးနဲ့ပြောရရင်တော့တင်းတော့ဟာငါချောက်ကဲသူပဲမျက်လုံးတော့ဖုန်ပြီးခါမှဘယ်အရာကိုမမြင်ပါလားဖျားရှင်ရမကြီးကြွယ်တယ်အဲကြောင့်ဖျားကိုချစ်တဲ့ဖျားရဲ့သားသမီးသူရဲ့ရည်မှန်းချက်တွေသူရဲ့ယူပါယုံတွေကို ပြောတဲ့အခါမှာဘသူကမှတင့်ကို အားပေးမှာမဟုတ်ပါဘူးအားမပေးတဲ့အခါမှာ ဖျားရှင်ကသူတို့ရဲ့လက်ထဲမှာဘလို့လုတ်ပြီးခါမှာအောင်မြင်ခဲ့တယ်လဲဆိုတာတချို့တွေကတော့မေ့နေလိမ့်မယ်။တဲ့ငိုအားပေးဖို့မဖြစ်နိုင်ဘူးဆိုတဲ့အရာပဲပြောလိမ့်မယ်။သူတို့လက်ထဲမှာကြီးမားတဲ့အရာဖျားကနမိတ်လက္ခဏာပြတယ်ဆိုတာကိုမေ့နေပြီးတဲ့ငိုအားပေးဖို့တော့မှမေ့နေလိမ့်မယ်။ဒါမဲ့ဝမ်းမနေပါနဲ့။တင့်တုံရဲ့ချင်းကအားပေးချင်မှအားပေးလိမ့်မယ်။တင်းရဲ့ဆွေမျိုးတာချင်းနဲ့အားပေးချင်မှအားပေးလိမ့်မယ်။ တင်ရမိသားစုအားပေးချင်မှအားပေးလိမ့်မယ်။တင်ရအတိုင်းဝန်အားပေးချင်မှအားပေးလိမ့်မယ်။ကဘာမှာရှိတဲ့လူသားတွေကတင်ကိုအားပေးချင်မှအားပေးလိမ့်မယ်။ဒါမဲ့ဖျားကိုယုံကြည်ပြီးခါမှသွားတဲ့အခါမှာတင်ရယူပါယုံနဲ့အောင်မြင်နိုင်တော့သူကဖျားပဲဖြစ်တယ်။တင်ကိုယူပါယုံပေးတော့သူကလည်းဖျားပဲဖြစ်တယ်။အဲ့ဒါကြောင့်ကျွန်တော်ပြောတယ်လို့အဓိကခိကပါလေသာဝရဖျားနှစ်သက်တော်မူလေ။ ။သူရဲ့ယူပါရောအစမှငယ်တော့အဆုံးမအကြီးဆုံးသောအရာဖြစ်နိုင်တယ်။တင်ရဘူးမဖြစ်စေဘူးကောင်းဖြစ်စေလိမ့်မယ်။ယောရှုနဲ့ကာလက်ကာလက်ဒီတိုင်းပြောတဲ့အခါမှာသူတို့အသက်တော်မှာပေးဆိုင်ရတဲ့အထိသူတို့ခံရတဲ့အခါမှာဘုရားရှင်ကအဲ့မှာစကားပြောတယ်။မင်းတို့ငါ့ကိုဘယ်လောက်အထိဆန့်ကျင်နေကြသလဲ။ဣသေလလူမျိုးတို့ နေတော့ငါပြုတ်လို့ပြေးခဲ့တဲ့အရာအလုံးကိုနင်တို့ကမေ့နေပြီယောရှုနဲ့ကာလက်ပြောတဲ့စကားကိုဘာလို့နင်တို့မယုံကြည်ကြတယ်လဲငါမလုံနိုင်လို့လားတမျိုးနဲ့ပြောရရဲ့နော်ခေစကားနဲ့ပြောရငါနင်တို့ကိုဒီလောက်အထိကျွေးမွေးပြီလေနင်တို့မတိကြဘူးလားဒီနေ့ထင်ကရလက်မေးလေးခဏနေနင်တို့မတွေးကြဘူးလားငါလုံးနဲ့နဲ့စွန့်ရင်နင်တို့မတွေးကြဘူးလားဘာလို့ငါကိုဒီနေ့အထိစွန့်ပစ်နေကြတာလဲဖျားရှင်ကဣတိလလူတွေကိုပြောပါတယ်ဒီကနေ့မှာဣတိလလူပဲတင်းရဲ့အတ္တတာထဲမှာကော ူတစ်ပါးကသူ့ရဲ့ယူပါရုံကိုပြောပြတဲ့အခါမှာသူ့ရဲ့အသက်တာထဲမှာဖယားကနမိတ်လက္ခဏာပေါင်းမြောက်များစွာဖြုတ်လုတဲ့အရာတွေမိတ်နေပြီးသူ့ကိုခွန်အားပေးဖို့တင်ကောမိတ်နေတော့သူဖြစ်နေသလားမဖြစ်နိုင်ပါဘူးမဖြစ်နိုင်ပါဘူးဆိုပြီးတင်ကိုယ်တိုင်ကဥဆောင်ပြီးပြောနေတော့သူများဖြစ်လားသူရဲ့အတ္တဓာတ်ထဲမှာဖျားပြုတ်လုခဲ့တဲ့နမိတ်လက္ခဏာတွေကိုမိတ်နေပြီသူတပတ်ကိုခွန်အားပေးဖို့မိတ်နေတော့သူများဖြစ်မိနေသလားဣတိလလူတွေအဲ့အတိုင်းပဲ ဖရားရဲ့နမိတ်လက္ခဏာတွေကိုမြင်ပေမဲ့သူတို့ခံစားရပေမဲ့မေ့ပြီးခါမှာဖရားရဲ့လက္ခဏာတွေဖရားရဲ့နမိတ်လက္ခဏာတွေပြုလုပ်ဖို့အတွက်ကိုယ်စားသူတို့ယုံကြည်ခြင်းမရှိကြတော့မိတ်ဆွေတင့်ရအတ္တဒါလဲဤသေးလာလူဒီနဲ့တူလို့ရှိရင်တင့်ရအတ္တဒါအမြင်ပြောင်းလဲတော်သူများဖြစ်ဖို့တည်ရေးကြီးပါပဲယောရှုနဲ့ကာလက်ကတော့ငဲပေမဲ့လဲပဲ ဖျားပြုတ်လုခဲ့တဲ့နမိတ်လက္ခဏာအဲကုတ်တို့ဘီကနဲ့ပြုတ်လုခဲ့တဲ့နမိတ်လက္ခဏာသူတို့ကိုယ်တိုင်ကြုံတွေ့ရနမိတ်လက္ခဏာဘယ်တော့ခမမမေးဘူးဒါကြောင့်မဲယောရှုနဲ့ကာလက်ကဘာပြောတယ်လဲဖျားသခင်နှစ်သက်တော်မူလေငါတို့မယူနိုင်တဲ့အရာတစ်ခုမှမရှိဘူးဣတိလာတွေကိုခွန်အားပေးနိုင်တာဖြစ်တယ်ဒါကြောင့်ဖျားကိုချစ်တဲ့ဖျားရဲ့သားသမီးတွေဖျားကတင့်ကိုယူပါရောအိမ်မက်တွေပေးပြီဆိုတဲ့ ရဲ့အမြင်ကဖရားရဲ့အမြင်အဖြစ်ကြည်ပြီးမှရှောက်လန်းတော်သူများဖြစ်တိတ်ပြီးမှအရေးကြီးပါတယ်။တိတ်ကိုအားမပေးလို့တင်ဝန်းနေနေသလားဝန်းနေမှာပါ။ဘာဖြစ်လို့လဲ။အဲအရာကတိတ်ကိုရင်ကျက်စိမ်မှာဖြစ်တယ်။ယောရှုနဲ့ကာလက်ကာလက်နိုးနဲ့ပြားရင်စီးတဲ့ခန္ဓာပြီကိုတိမ့်ပိုက်ဖို့အတွက်ပြောလာတဲ့အခါမှာတေတွန်းကိုပို့ကြတယ်။တိမ့်ရဲ့အသက်တာလည်းအဲအတိုင်းမဲ့တင်ခံစားရမှာပါ။ ဒါပဲဘာအတွက်လဲဖရာရဲ့ဘုံတော်ထင်ရှားဖို့အတွက်ပဲဖြစ်တယ်နောက်ဆုံးမှာယောရှုနဲ့ကာလက်ကာတာလဲကာနန်ပြည်ကိုဝန်စားနိုင်တော့ခွန်ဖရာပြင်ဆင်ပေးတာဖြစ်တယ်ထို့ဖရာရှင်တာရဲ့ဘုံကြီးပါစေတင်းရဲ့ယူပါယုံကိုအောင်မြင်နိုင်တော့ခွန်ပြင်ဆင်ပေးတာဖရာဖြစ်တယ်တင်းရဲ့ယူပါယုံကိုပေးတာဟာဖရာဖြစ်တယ်ဒါမဲ့တင်းယူပါယုံဟာဖရာတခင်နှစ်တည်းယူပါယုံဖြစ်ဖို့လိုတယ်ဖရာရှင်ရှိရနဲ့လာတဲ့ယူပါယုံဖြစ်ဖို့လိုတယ် အတိုင်းသွားလို့ရှိရင်တင့်ရဲ့ယူပါယုံဟာတင့်မိသားစုအတွက်တင့်ရဲ့တိုင်းနိုင်ငံအတွက်တကဘာလုံးအတွက်ကောင်းကြီးမင်္ဂလာဖြစ်လာလိမ့်မယ် the blessing ဖြစ်လာလိမ့်မယ် the channel of blessing ဖြစ်လာလိမ့်မယ်အဲ့တော့ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေယောရှုနဲ့ကာလက်ကဲ့သို့အများမြင်တယ်လို့မမြင်မနဲ့ကိုယ့်ရဲ့အမြင်ကိုပြောင်းလဲတော်သူများဖြစ်ကြရအောင် တကယ်လို့ကျွန်တော်ဣသေလလူဒီလိုပဲအမြင်ရှိပြီးဖရားရဲ့နမိတ်လက္ခဏာတွေကိုအားကိုးမရဲတဲ့ယုံကြည်သူများဖြစ်မိလို့ရှင်ဒီကနေ့မှာနောင်နာရပြီးခါမှသူတပားကိုခွန်အားပေးတတ်တဲ့ဖရားရဲ့သားသမီးတွေဖြစ်ရအောင်ကိုကြတော့ကိုရဲ့ယူပါယုံနဲ့ဖရားကောင်းကြီးပေးလာတဲ့ခါမှာခွန်အားရပြီးသူတပားကကောင်းကြီးမိန်လာရဖို့အတွက်ကိုယူပါယုံနဲ့ပြောတဲ့ခါမှာအားပေးတတ်တော်သူမဟုတ်ပဲနဲ့ဖရားလောက်ခဲ့တဲ့နမိတ်လက္ခဏာကိုမေ့ပြီးမှ သူတပားကို အားမပေးရတော့ ဖះရဲ့တာသမီတွေမဖြစ်မိဖို့တိတ်ပြီးမှသတိထားဖို့အရေးကြီးပါတယ်။ယောရှုနဲ့ကာလက်ကဲတို့ဖះရဲ့အမြင်အားဖြင့်ရှောက်လမ်းမင်းမှာယောရှုနဲ့ကာလက်ကဲတို့ခါနန်ပြည်ကိုဝန်စားနိုင်တော့ဖះရဲ့တာသမီတွေဖြစ်ကြရအောင်။အေဂုတ်တို့ဘီယာနဲ့အားလုံးထွက်လာပြီမဲ့ကာနန်ပြည်မှာအဆုံးသတ်နိုင်တာယောရှုနဲ့ကာလက်နှစ်ယောက်တည်းပဲဖြစ်တယ်။မေဆွေတင့်ရဲ့ယူပါယုံကိုပြည့်စုံစေတော့သူဟာဖရားပဲဖြစ်မယ်။ အဲ့သူ့ရဲ့ယူပါရုံကိုနင်းခိုင်းနိုင်တော့သူဝင်စားစေနိုင်တော့သူတင်ကိုယ်တိုင်ကိုရွေးချယ်တော့ဖရားပဲဖြစ်တယ်။ဒါကြောင့်ဖရားနဲ့အတူတူကရှောက်လာမှာဖရားကတင့်အတွက်ပို့ဆောင်ပေးတဲ့လူနဲ့အတူတူကသွားပြီးမှခါနာပြီးမှယောရှုနဲ့ကာလက်ဝင်တဲ့ကဲ့သို့သူ့ရဲ့ယူပါရုံနဲ့တင့်ရဲ့အိမ်မက်တွေကိုဖရားရဲ့အမြင်အဖြစ်ရှောက်လန်းနိုင်တဲ့ဖရားရဲ့တာသမီတွေဖြစ်ကြရအောင်လို့ဒီနေ့မှကျွန်တော်ခွန်အားပေးချင်ပါတယ်။ကြနာတော့ရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ။